ကဲ့ပါတော့ဒါဆိုကျွန်တော်တို့ဒါကုသမှုပိုင်းအောင်ဆက်သွားကြမှာပြဟုတ်ကဲ့ဆိုတော့ဒီလိုတော့ကိုယောဂကလေးရစပြီးခံစားရပြီဆိုရင်မိဘအနေနဲ့ကကြတော့ချက်ချင်းဈေးကိုတန်းပြီးတွားတင်လာဒါမှမဟုတ်အိမ်ထဲမှာကျတော့သူ့ကိုကတောက်အဲဘယ်လိုပြုစုလို့ရလဲဗျာအဲကုသမှုပိုင်းလေးသိချင်ပါတယ်ဟုတ်ဟုတ်ကဲ့အဲတွလွန်တော်ကွေးဖြစ်တယ်ဆိုတာကကိုပေါ့ကိုဟိုနမ်မက်ဒီကယ်ပရဆန်တယောက်အနေနဲ့တိဖို့မလွယ်ဘူးပေါ့နော်ဆေးဆေးလောကမဟုတ်ဘဲတိဖို့မလွယ်ဘူးဆိုတော့ဟိုကောင်းတာတော့ နေထိုင်မကောင်းဖြစ်ပြီးဆိုရင်တော့စီကန်တော့သွားဆရာဝန်နဲ့တော့အရင်တွေ့လိုက်အဲဟိုသွေးလွန်တုတ်ကွေးဖြစ်မဖြစ်ကိုကျမတို့က hashtag ဆိုတာရှိအဲ့ဒါနဲ့အရင်ဆုံးစစရတာပေါ့နော်အားလုံးလည်းတည်ရည်တီ pressure ၄ cup လေးနဲ့ခဏလောက် pressure ပေးထားပြီးတော့လွှတ်လိုက်တယ်လွှတ်လိုက်တဲ့အချိန်မှာအသွေးကြောပုံမှန်လူဆိုရင်တော့လွှတ်လိုက်ရင်ဘာမှမဖြစ်ဘူး တွေးလို့တော့ကိုဖြစ်နေတဲ့သူမှာကျတော့တွေးကြောလေးတွေကမကောင်းအဲ့တော့ဒီ pressure တောင်သူကမခံနိုင်ပဲနဲ့တွေးကြောလေးတွေကပေါက်ကုန်တယ်ပေါက်ထွက်ပြီးတော့အဲ့အနီဆက်လေးတွေဆိုတာသူ hemorrhages ပေါ့နော်အောက်မှာတွေးထွက်နေတာတွေးထွက်တဲ့လက္ခဏာလေးတွေမြင်နေရအဲ့ဒါကတော့ဒါအလွယ်ကူဆုံးကျမတို့ diagnosis ရတဲ့နီးပေါ့နောက်ထွာလေးကတော့ရှိပါတယ်ကျမတို့ဒီဟိုအချောင်းသေးသေးလေးနဲ့ယူပြီးတော့လဲရတာဟောဒါကတော့စေယုံနေမှာစေရတယ်နီးပေါ့နော်အဲ့တော့များသောအားဖြင့်ကကုနာ test လေးနဲ့ကိုက confirm diagnosis ကို confirm ဖြစ်သွား confirm ဖြစ်ပြီဆိုမှကျမတို့ကဘယ်လိုကုမလဲဆိုတာကို second step အနေနဲ့သွားနိုင်မှာအဲ့ဒါကြ မ်လို့ diagnosis မှန်တိကတိကျမှန်ကန်တဲ့ယောဂါကိုသိဖို့အတွက်ကကြတော့ထေချာပေါက်ဆရာဝန်နဲ့တွေ့ပြီးတော့ကျွန်တော်ကဆန်းသက်မှုတွေလုပ်ဖို့လိုပါတယ်။အဲဒါကြောင့်အကောင်းဆုံးကတော့ဟိုကိုယ့်ပေါက်ကိုကိုယ့်သဘောနဲ့ကိုယ်ပေါ်ဒါကတော့တွလွန်တိုကေဒါကတော့တာမန်ဖြားနာတာပဲလို့မတတ်မှတ်ပါနဲ့။ဘာလို့လဲဆိုတော့အဲ့နောက်မှာဟိုတခုခု miss ဖြစ်သွားခဲ့ရင်ထိခိုက်ဆုံးရှုံးရမှာကုကလေးပဲဖြစ်တဲ့အတွက်ဆရာဝန်စီသွားပါမှန်ကန်တဲ့ treat ဟို diagnosis ကိုသိပြီးဆိုတော့မှဆရာဝန်ကဆက်ပြီးတော့ကုသမယ်။အဲ့တော့ကုသရတဲ့နေရာမှာအရှိမလည်းပြောခဲ့ပြီးပြီ။တွလွန်တိုကေက တိတိကျကျ treatment ရလို့ရှိတာမျိုးမဟုတ်ဘူးเนาะကျမတို့က virus ကြောင့်ဖြစ်တာဖြစ်တယ်ပြည့်သူ့ supportive treatment ပဲပေးတာအဲ့တော့ဖျားတဲ့အနာရတော့ကျမတို့ first line ကတော့ paracetamol ပဲเนาะ paracetamol လေးပေးပြီးတော့သူ့အဖျားကဘလောက်တက်နေလဲပေါ့เนาะအဲ့တော့၃ချိန်နဲ့သွားမလား၄ချိန်တိုက်ရမလားတော့ဒါကတော့ကလေးရဲ့ပေါ့လူရဲ့အသက်ပေါ်မူပြီးတော့ dose ကတော့ကွာသွားလိမ့်မယ်ပြီးရင်ရေဘက်နဲ့တွဲပြီးတော့ temperature ကိုချမယ်နောက်တစ်ခုကသူဒီအဲအထဲမှာ fluid loss ပေါ့အရေးတွေဆုံးရှုံးတာရှိတယ်အန်နာတွေရှိမယ်ဝမ်းသွားတာတွေရှိမယ်ခုနပြောလို့သွေးယူသွေးတွေ loss ဖြစ်တာမျိုးရှိရတဲ့အတွက်ဓစားရေဝင်အောင်တိုက်မယ်အဲ့တော့ paracetamol နဲ့ဓစားရေကတော့ first line ပေါ့နော်အဲ့တော့တိတ်မဆိုးဘူးဆိုရင်ကျမတို့ကဒီနှစ်ခုနဲ့ကလေးကိုအိမ်မှာနနာနေနေလောက်ပြီးတော့ထားပြီးတော့ paracetamol နဲ့ဓစားရေလေးတိုက်ကြည့်မယ်အဲ့အဲ့လိုမှမဟုတ်ဘဲနဲ့ သွေးထွက်တာတွေအများများနေမယ်เนาะခလေးကရှော့ဝင်တဲ့လက္ခဏာပေါ့เนาะခုနကပြောသလိုပဲခြေပြားလက်ပြားတွေကအေးဆက်နေမယ်မှိန်နေမယ်ပရက်ရှာတွေကတိုင်းကြည့်လိုက်ပရက်ရှာတွေအရင်ထိုးကြနေမယ်နှာခေါင်းသွေးရမယ်သဖုံးသွေးရှမ်းမယ်ဝမ်းနေသွားတော့လေအဲ့သွေးတွေပါနေတာမျိုးအဲ့လိုလက္ခဏာတွေတွေ့ပြီးဆိုရင်ရှော့ရနေပြီရှော့ရနေဆိုကျွန်တော်တို့ဆေးရုံတင်မယ် တော့ခလေးကပါဇက်ကမတောက်နိုင်တော့ဘူးเนาะလူတစ်ယောက်ကပါဇက်ကမတောက်နိုင်တော့ကျွန်တော်တို့ IV drip line နဲ့အကြောထဲကနေပြီးတော့ဒီရေနဲ့သစားတက်ကိုပြန်ပြီးတော့ပြေးမယ်အဲအဲ့မှာမှတချို့လူတွေဆိုရင်တိတ်ဆိုးွားရင်သွေးသွင်းရတာမျိုးတွေပါရှိတယ်ဒါအရန်ပြင်းထန်တဲ့အနေအထားမျိုးတွေမှာပေါ့เนาะအဲ့တော့အဲ့လိုနေထိုင်မှာဆိုရင်ကျွန်တော်တို့ကသွေးသွင်းတာမျိုးလို့ခုနပြောတဲ့ဒီဆက်ဟို fluid ချိန်တာ IV drip line ပြေးတာမျိုးနဲ့ကုသမှုအဲ့လိုမျိုးတွေဆေးရုံနဲ့ဆေးရုံမှာတင်ပြီးကုသရတာပေါ့เนาะများသောအားဖြင့်ကတော့ကျွန်တော်တို့ပုံမှန်တမန်ကရှင်ကဆိုရင်တော့9ရက် တစ်ပတ်၁၀ရက်လောက်ဆိုရင်တော့ပုံမှန်ကပြန်ကောင်းလိမ့်ရှိတယ်။တစ်ပတ်လောက်ဆိုရင်တော့ recovery ရပါတယ်။ပြင်းထန်တဲ့အနေအထားမျိုးဆိုရင်တော့ခုနပြောလို့ဆီယောင်မီကတော့မပြင်းထန်ဘူးဆိုပြီးတော့ paracetamol လေးတိုက်ပြီးတော့ထားလိုက်တယ်။အော်ဆီယောင်မီက paracetamol ပေးလို့အိမ်မှာထားရပေါ့။အဖျားကျသွားတယ်။ Okay အဖျားကျသွားရင်ငါသမီးလေးကောင်းသွားရင်ငါသားလေးကောင်းသွားမယ်။24နှစ်ကြီးစောင့်ကြည့်ပါ။အဖျားကျပြီ24နှစ်ကြီးအတွင်းမှာမှခုနပြောတဲ့ short အကဲ symptom တွေနော်နှာခေါင်းသွေးကိုသဖုံးသွေးရှင်မဲ့ဘိုက်အောင်မဲ့လက်ရှားရှိပိုက်အေးမဲ့ကလေးကမှိန်သွားမယ်ညှိနှိမ်သွားမယ်အဲ့လိုဟာမြင်ပြီးဟေ့ဆိုရင်ဒါဆေးရုံကိုတန်းပူလိုက်တော့အဲ့ဒါဆိုရင်တော့ဆေးရုံမှာတင်ပြီးတော့စနစ် ေတကြတရားဆက်ပြီးတော့ကုသမှာပါဟုတ်ကဲ့ပါဒေါက်တာဆိုတော့ရိုးရိုးဖျားနာတာနဲ့ဒီသူ့လိုတော့ကိုယ်ဖျားနာတဲ့လက္ခဏာကြတော့မိဘအနေနဲ့ဘယ်လိုဘယ်လိုခွဲခြားသင်လဲထပ်မံဒေါက်တာပြောရတော့ပါဒါပေမဲ့မိဘတွေကိုဇောင်းပေးပြီးတော့ဘယ်လိုသူတို့ကြည့်ရင်သိနိုင်မလဲအဖျားကိုကြည့်ကြည့်ပေါ့နော်ဟိုပုံမှန်ကလေးတယောက်ကတရားတရားကို sorry sorry 69တရားအဲ့လောက်ပဲမှာအဲ့မှာတော့ high fee ပါပေါ့တရား3တရား4လောက်ထိအဲ့လောက်တက်ပြီဆိုရင်ဒါက မတင်ကားစရာပေါ့နော်အထဲမှာ infection တခုခုရှိလို့ဒါအဖျားဒီလောက်တက်တာတာမန်အေးမိတာလို့ဘာလို့ကအဲ့လောက်ထိမရှိဘူးနော်အထဲမှာပိုးတခုရှိလို့အဖျားတက်တာမျိုးကသိတာတယ်နောက်တစ်ခုကကြာခလေးအနီဆက်လေးတွေရှိလာဒါမှမဟုတ်ခလေးကတခါလေးဟိုဟိုအန်တာပေါ့အန်နေဆိုတာဟိုလို့ပြောမလဲအထက်လန်အထက်လန်အောက်ရွှေဖြစ်လို့အများကြီးအန်တာမျိုးတစ်ချက်လောက်လေးတော့အန်လိုက်တယ်ဒါပေမဲ့အဲ့အန်လိုက်တဲ့အထဲမှာညို့ညို့ဖက်ဖက်လေးတွေပါလာဟုတ်လို့အညိုရောင်အေးကြီးသွေးအေးကြီးမဟုတ်ဘူးသူကထမင်းအစာဟောင်းတွေကြားလေးထဲမှာမှအဲ့လိုအညိုအဆက်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 လေးတွေ အဲ့လိုအဲ့လိုဟာမျိုးလေးတွေတွေ့တာပေါ့နော်တနေရှာရှာကြီးပြတာမျိုးမဟုတ်ဘူးအဲ့လိုလက္ခဏာမျိုးတွေတွေ့နေတာအဲ့လိုလက္ခဏာမျိုးတွေတွေ့တာမျိုးဒါမှမဟုတ်ခုနပြောလို့ပေါ့အနေဆက်လေးတွေအသားအိမ်မှာကိုချေကလေးရဲ့ခြေလေးလက်လေးမှာကြည်ကြီးအဲ့လိုမျိုးလေးပေါ်နေလားပေါ့အခုနအဖျားရဲ့အန်တဲ့ထဲမှာအဲ့လိုမျိုးလေးသွားလာရဲ့အသားအနေဆက်လေးတွေပေါ်လာဒါလေးတွေတွေ့တယ်ကလေးရလည်းနည်းနည်းမှိန်းနေပါညာဆိုရင်တော့ဒါသူ့လိုလိုကဖြစ်ဖို့ chance များတယ်ပေါ့ပြီးတော့ကိုကပြန်စင်းစားအဲပြန်စင်းစားတော့လည်း အဲကြောင်ကကငါသမီးလေးကြောင်ကအကောင်းကြီးပါအေကွန်နေနဲ့လုံးဝမီးတင်နေလေးနဲ့မဖြစ်နိုင်ပါဘူးဆိုပြီးတော့လေပြောလို့မရဘူးလေဆိုတော့ day time bike လာနေနေနေကင်ဘက်ကိုက်တာဆိုတော့အဲ့တော့ချင်ကိုက်တဲ့ chance ကဘယ်အချိန်မှဘလို့ကိုက်သွားလဲမသိဘူးဆိုတာဖြစ်နိုင်တာဖြစ်တဲ့အတွက်ခုနလက္ခဏာလေးတွေမြင်မြင်ဆိုရင်တော့မိမိတွေအနေနဲ့ဒါကို awareness တစ်ခုရောရတဲ့နေပေါ့ဒီဥစားအာပြီးတော့သွေးလွန်တုပ်ကွေးကလေတချို့ဗာလဲ ကသင်းလို့တော့ကြီးတော့မဟုတ်ကွာခလေးကဖြားနေပြီဟေ့ဆိုရင်များသောအားဖြင့်ကျမတို့ကော်ဖီတို့အိုဗာတင်းတို့မိုင်လိုတို့တိုက်တယ်ဗောနော်တိုက်တဲ့အခါကျတော့ ပုံမှန်တော့တိုက်လို့ရပါတယ်ဒါပေမဲ့မတိုက်စေချင်တာဘာလဲဆိုတော့သူကညိုလို့ coffee ကလည်းအညို overting ဆိုလည်းအဖြူနဲ့အညိုရှိရဆိုရင်အဲအညိုရှိမယ် mile ကလည်းအညိုအဲ့ဒါလေးဟုတ်ခါကျခလေးက and နဲ့ and နဲ့အခါကျရင်ဒီဟာတွေတောက်ထားလို့ညိုတာလားခုန ambat ထဲမှာအညိုလေးတွေပါတာလားဆိုတာမခွဲမခြားဖြစ်တတ်တယ်အဲ့တော့သွေးပါတာပဲလားခလေးစားထားတဲ့ chocolate တွေဘာတွေကြောင့်လားဆိုတာမသေးကွဲဖြစ်တတ်တယ်အဲ့တော့အဲ့လိုခလေးကနေထိုင်မကောင်းဖြစ်ပြီဆိုရင်သွေးလိုလိုကွေး ဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေညိုတဲ့အစားအသောက်လေးကိဟာလေးကိုရှောင်ပြီးကျွေးပေါ့မှာ overdin တိုက်ချင်တယ်ဆိုလည်းအဖြူလေးပဲအဖြူတိုက်ပေါ့နော်အဲ့လိုမျိုးအဲ့လိုအယောင်ရဲ့ဟာရဲ့ဟာရဲ့မကျွေးစေခြင်းကိုရောဝါမှာဆိုလို့ပေါ့အဲ့လိုအခြေအနေမျိုးမှာအဲ့မှာကိုက diagnosis ကိုမှန်မှန်မှန်သိရမှာမဟုတ်ရင်ဥရိယာတွေလွဲဝါနိုင်တယ် ဟိုခုနလိုအညိုလည်နေတာအောင်မဟုတ်ပါဘူး तू က over tin တောက်ထားလို့အန်တာပါကော်ဖီတောက်ထားလို့အန်တာပါအညိုတွေဖြစ်တာပါဆိုပြီးတော့သူ့လိုတော့ဝေးဖြစ်နေတာကိုလုံးဝမတွေ့ပဲဖြစ်နေတယ်ခုနပြောလို့ဘာအနီဆက်မှလည်းမပေါ်ဘူးလေတစ်ချက်လောက်လေး तू organ and light အမှအညိုတွေပါတယ်မဟုတ်ဘူး तू ခုနက over tin တောက်ထားလို့ဆိုသူကဒါကြီးကလုံးဝ miss ဖြစ်သွားရင်ခလေးကဟိုခံပိုးပြီးခံစားရနိုင်တာပေါ့ဟုတ်ကဲ့ပါတော့အဲ့တော့အဲ့လိုမျိုးဒီအာမိဘရင်းနေနေပေါ့နော်တစ်ချက်လေးနည်းနည်းပေါ်ရောက်လိုက်တာ ਨੇ ဒါဟိုစိတ်ယုံစည်းကရောက်တာနောက်ကျသွားရင် ဟောအဓိကညစ်တာမှာလေကလေးကိုယ့်ရဲ့ကလေးဖြစ်နေတာဟုတ်ကဲ့အဲ့တော့ဒါတော်တို့စီကိုရောက်လာတဲ့လူနာတွေကကလေးတန်ငယ်တွေများတော့ဖြစ်ပေါ့နော်ဘယ်အခြေအနေကြီးကိုရောက်လာပြီဆိုဒါတော်တို့ကကုသမှုပိုင်းအရန်ခက်ခဲတော့တယ်ဟုတ်အခုနောက်ပြောလို့ပဲ short ဝင်လာပြီပေါ့ကလေးက pressure တွေအရန်ထိုးကြနေတဲ့အနေအထားမျိုးတွေအဲ့လိုများဆိုရင်တော့ကိုကလည်းကေတင်မင်းနဲ့စစ်ခင်းပြီးတော့ကလေးကိုခုနင်းထရရကုနာပြောလို့အာဂျန်လီသွေးရဖို့တို့ဒီ fluid line တင်မှုအများကြီးအဲ့လိုမျိုးတွေလောက်ရတာအဲ့လိုအချိန်ကအနေထားမျိုးဆိုရင်တော့နည်းနည်းတော့စွင့်ရတာပေါ့အဲ့လိုအနေထားမျိုးတမန်ကန်ဟိုအရှိ ကာ stage ဒီမှာဆိုရင်ကျတော့အေးစစ်စစ်ကိုက handle လုပ်နိုင်တယ်အဲခလေးက short winning ပြီးမှိန်နေပြီးတချို့ဆိုရင်အရန်ရေတက်ခန်းချောက်တာအရန်များဆိုခလေးကတတိမရတော့တာမျိုးကြီးနော်အဲ့လိုမျိုးတွေဖြစ်တာမျိုးဆိုရင် ကြောက်ရတယ်နောက်ဆက်တွဲမှာခုနရေတက်ခန်းချောက်တာနောက်ဆက်တွဲမှာခလေးကြောက်ခဲ့ထိတာအုံနောက်ထိအထက်ကဟိုဟာတွေကိုသွားထိတာထိခိုက်တာမျိုးတွေလည်းရှိလာနိုင်တဲ့အတွက်အဲ့ဒါကတော်တော်လေးတော့စိုးရင်ရတယ်နောက်တစ်ခုကသွေးသိမ့်နေဆိုရင်ကိစ္စကလည်းတမန်ကန်ရှန်ကမဟုတ်ဘူးပေါ့နော်ဒီသွေးမှာအာ तू က i+ လားဘာလား+လား--လားအများကြီးပေါ့နော်လိုချင်တဲ့သွေးရတာမရတာမျိုးတွေကချိန်ခါမျိုးဖြစ်နိုင်တယ်မျိုး ကြီးတွေမှာကိစ္စမရှိပေမဲ့နော်ဝေးလံခေါင်ဖြားတဲ့နေရာမျိုးလေးတွေတိုက်နေစည်းုံလေးတွေအဲ့လိုနေရာမျိုးမှာဆိုရင်တော့အခက်ခဲတွေရှိနိုင်ပါတယ်ပို့ပြီးတော့ဟုတ်ကဲ့ဒေါက်တာအဲ့တော့ဒီဒီယောဂါကိုခံစားရတဲ့ကလေးငယ်တွေမှာဆိုလို့ရှိရင် လူကြီးပဲဖြစ်ဖြစ်ပေါ့နော်ဘလို့အန်တလိုက်တူတူအခန့်ယောဂါတွေရှိလို့ရှိရင်ပို့ပြီးကုသမှုပိုင်းကဘလို့ဘလောက်ခက်ခက်ခဲသွားတယ်ဗျာ ်ဟိုအဲ့ဒါလေးသိချင်ပါဟုတ်ကဲ့ခုနပြောသလိုပါပဲဒီသွေးလွန်တော်ခွေးဖြစ်ပြီဆိုရင်အသက်ငယ်လုံးနဲ့ကလေးတွေအသက်ကြီးလုံးနဲ့လူကြီးတွေကိုယ်ဝန်ဆောင်အမျိုးသမီးတွေယောဂအခန်းရှိတဲ့သူတွေကပူပြီးပြင်းထန်တယ်ပူပြီးပြင်းထန်တဲ့အပြင်ကုသရဲ့နေရာမှာလည်းပူပြီးတော့ခက်ခဲနိုင်တယ်ပေါ့နော်ခက်ခဲတယ်ဆိုတာအခြားကြောင့်မဟုတ်ပူပြီးတော့ဝီးဖြစ်နေတာဟုတ်အတူတူပြောက်ကဲ့ယောဂရှိတဲ့သူတို့ဆိုတော့လူကြီးတွေမှာဆူဆီးကျိုးရှိတယ်နောက်တစ်ခုကကျော steroid ပေါ့ steroid လို့ခေါ်တဲ့ကိုခံအားကိုသူက suppress လုပ်ထားတဲ့ဆီးပေါ့နော်အဲ့ဆေးတောက်နေရတဲ့သူတွေအဲ့ဆေးတောက်နေရတဲ့သူကလေးရောလူကြီးရောမှာရှိနိုင်တယ်အဲ့လိုဖြစ်တဲ့သူတွေနာလာရှင်ယောဂ ါးရှိတဲ့သူတွေမှာဆိုရင်ကုသရာပို့ပြီးတော့ခံနိုင်တယ်ငယ်လုံးနဲ့ကလေးလေးတွေအသက်အနေအသက်ကြီးလုံးနဲ့လူကြီးတွေမှာခယူဆိုင်ရတယ်ကိုဝင်ဆောင်ဆိုလဲကိုဝင်ကိုရောမိခင်ကိုရောခယူဆိုင်ရတယ်မကိုဝင်ဆောင်မှာလဲခုနပြောလို့ပေါ့ကလေးကပေါင်မပြည့်လားမစိတာလေးမွေးလာနိုင်တာဖြစ်တဲ့အတွက်ပို့ပြီးတော့ခယူဆိုင်ရတယ်အဲ့လိုမျိုးမှာဆိုရင်ကုသရာအရင်လွယ်မနေဘူးပေါ့ဟုတ်ကဲ့ပါဒါတော့ကျွန်တော်တို့သွေးလုံတုပ်ခွေယောဂနဲ့ပတ်သက်ပြီးတော့ကုကမှုအပိုင်းကိုအဲဆွေးနွေးတင်ဆက်ခဲ့ရဖြစ်ပါခင်ဗျ။နောက်ပိုင်းကတော့ကျွန်တော်တို့ဒါကာကွယ်ဆေးနဲ့ပတ်သက်တဲ့အပိုင်းကိုတင်ဆက်ပေးမှာဖြစ်ပါခင်ဗျ။ thank you